ီးပြအာမော်ရင်လက်ထက်မှာတုတ်တက်လာတဲ့ United ကစားသမားတယောက်ရှိရင်ပြပါဆိုတဲ့ကာရီကာမီးပြရိုဘင်အာမော်ရင်ဟာ Manchester United အသင်းမှာရောက်ခဲ့ကကစားသမားတယောက်ကိုတောင်တုတ်တက်လာအောင်မလုပ်နိုင်တယ်လို့မြင်မှုသမားတဲ့အဆိုးဆုံး United အသင်းမှာဖြစ်နေပြီလို့ Liverpool နောက်ခံလူ Jimmy Carragher ကဝေဖန်ပြောဆိုလိုက်ပါတယ်။ Sporting Lisbon နဲ့တူအောင်မြင်နေပြီးဥရောပအကောင်းဆုံးလူငယ်နီးပြအဖြစ်သတင်းကောင်းရရှိခဲ့တဲ့ Ruben Amorim ဟာပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက Edith Ten Hag နေရာ United နီးပြရာထူးကိုဆက်ခံခဲ့တာဖြစ်ပါတယ်။ Amorim က Man United ကိုရောက်လာပြီးနောက် သူကင်တွယ်ခဲ့တဲ့ပြိုင်ပွဲစုံ25ပွဲမှာပြိုင်ပွဲ7ပွဲဆုံးပွဲ10ပွဲနဲ့တရည်လေးပွဲရလက်ထွက်ပေါ်ခဲ့ပြီးပရီးမီးယားလိအမတ်ပေးစရာမှာလည်းဆင့်ဆက်လေးနဲ့တန်းစင်းစုံအေရီးယားနဲ့နီးကပ်နေစေဖြစ်ပါတယ်။အမောင်ရီရဲ့လက်ထက်မှာ United ကစားသမားတော်တော်များများရဲ့ခြေစွမ်းတွေကမြုံနိုင်အောင်ညံဖျင်းလို့နေပြီးတက်စစ်ပိုင်းကကစားသမားတွေကလည်းဂုံးမသွင်းတဲ့လူမပေးတတ်တဲ့တိုက်စင်တွေနဲ့ကွင်းလယ်ပိုင်းမှာလည်းဘာမှကိုရည်ရရမရှိသေးတာပါ။ United ဟာရှေ့မှာဂိုးသွင်းမှုတိုင်ပတ်နေတဲ့တိုက်စင်နဲ့နောက်မှာအလူကြီးပြီးနေတဲ့ဂိုးသမားတွေရဲ့အတွဲဆက်တွေကတကယ်ကိုအမခံပါပဲ။ ဒီဘက် Telegram အစီအစဉ်သုံးသပ်မှုမှာကာရီကာကအခုမြင်တွေ့နေရတဲ့ United တင်းကကျွန်တော်ဘဝတစ်လျှောက်လုံးမြင်ဘူးသမျှတဲ့စိုးစုံအတင်းဖြစ်နေပါတယ်။ Amorin လလွတ်ကြီးလိုက်ကလေးက United ဟာဖြစ်နိုင်တဲ့မြားအနည်းဆုံးတော့တိုးတက်မှုကိုတော့မမြင်ရပါဘူး။တဟန်နဲ့တုံးကတော့ပိုကောင်းခဲ့တယ်လို့ပါပဲ။နီးပြားစနစ်တွေကို United ကစားသမားတွေကမလိုက်နိုင်ပါဘူး။တဟန်လက်ထက်တုံးကတည်းက Amorin ရောက်လာမှတိုးတက်လာတဲ့ကစားသမားတစ်ယောက်ရှိရင်ပြောပြကြပါအောင်။အခုကကမ္ဘာကြီးဆုံးကလပ်အသင်းမှာယူနစ်ကင်မလာစက်ကူသွားမလားရိုးရမယ့်အချိန်မှာပဲအမော်ရင်ကတော့လက်ရှိမှာရေတိမ်နေနေပါပြီလို့ ကာရီကာကထုတ်ပြသုံးသပ်သွားခဲ့တာဖြစ်ဖြစ်ပါတယ်။ဒီမှာ United States ရဲ့အမတ်ချုပ်ချက်ကအလစ်ပူစကော